မင်္ဂလာပါရှင်ချင်းလန်းချန်နယ်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရစေ2025ခုနှစ်အပရလ30ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ဝေပူလာမြို့ကိုစစ်ကောင်စီတပ်ဘုံကျဲတိုက်ခိုက်မှုတွင်အယက်သား6ဦးတန်ရာရရှိပြီးဖျားကြောင်းအပါဝင် လူနေအိမ်15လုံးပျက်စီးကြောင်းမင်းလာမြို့နယ်တွင်စစ်ကောင်စီတပ်စစ်ကြောင်းတိုက်ခိုက်မှုတွင်စစ်တပ်စေဦးတေဆုံးပြီးလက်နက်စစ်တပ်လက်တင်စီရရှိကြောင်း တောင်ငိုခြေစိတ်စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုတရခွန်မမရှော့တုံးရှစ်လုံးချင်းပစ်ခတ်တိုက်ခိုက်ကြောင်းတောင်တာတွင်နှစ်ရက်ဆက်တိုက်တပ်ပွဲဖြစ်ပွားပြီးစစ်သားအလောင်း၅လောင်းစစ်တုံးပန်း၂ဦးနဲ့အတူလက်နက်ခဲယံများတင်စီရရှိကြောင်းရီစတူမြို့နယ်မလာပါရွာကိုရွာလုံးကျွတ်မိရှုဖြစ်စီခဲ့သောစစ်တပ်စစ်ကြောင်းကိုနှစ်ရက်ဆက်တိုက်ဂျပ်ဖြတ်တိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်သား၂၀ကျော်တေဆုံးကြောင်းနဲ့ လောင်လုံးမြို့ပေါ်တွင်လူငယ်များကိုဗိုတာဆွေဖမ်းဆီးရန်လာတဲ့စစ်ကောင်စီတပ်သားများကို RPG ဖြင့်တိုက်ခတ်တိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်သား၄ဦးသေဆုံးကြောင်းတော့ပဲဖြစ်ပါရရှင်။ဝေဘူလာမြို့ကိုစစ်ကောင်စီတပ်ဘုံကျဲတိုက်ခိုက်မှုတွင်အရက်သား၆ဦးတန်ရာရရှိပြီးဖျားကြောင်းအပါဝင် လူနေအိမ်၁၅လုံးပျက်စီးသွားတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားပါမယ်ရှင်။ ချင်းပီဖလက်မြို့နယ်ဝေဘူးလာမြို့အားစစ်ကောင်စီတပ်ပုံကျဲတက်ခဲမှုကြောင့်အရက်သား6ဦးထိခိုက်ဒဏ်ရာရရှိပြီးနှစ်ချင်းဖရဲကြောင့်အပါဝင်လူနေအိမ်15လုံးထိခိုက်ပျက်စီးသွားကြောင်းချင်းအမျိုးသားကကွေရီတက် CNDF ထံမှသိရှိရပါတယ်။အပရလ29ရက်နေ့ည8:30မိနစ်အချိန်တွင်စစ်ကောင်စီတပ်က ကျက်လျင်တစီဖြင့်ဝေဘူလာမျိုးအားနှစ်ကြိမ်ပုံကျဲတက်ခိတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ချင်းအမျိုးသားကာကွယ်ရေးတပ် CNDF ပြောရေးဆိုခွင့်ရှိသူကနှစ်ချင်းဖျားကြောင်းနာမှာကြားတယ်။အဲ့အနီးတဝိုက်ကလူနေအိမ်ပျက်စီးမှုရှိပါတယ်။ပျက်စီးမှုကြီးကျယ်တော့မရှိပါဘူး။လူကတော့6ရောက်လောက်တန်ရာရရှိသွားတယ်လို့ချင်းလင်းချန်နယ်သတင်းဌာနတို့ပြောဆိုထားပါတယ်။အပရလ26ရက်နေ့မှာစ၍ကလေးမြို့နေတောင်ပိုင်းဒေသရှိဂျေးရွာများသို့စစ်ကောင်စီတပ်က နေစဉ်ရက်ဆက်ပုံကျဲတိုက်ခိုက်ခဲ့သဖြင့်ဒေသခံပြည်သူများထိခိုက်ဒေဆုံးမှုများရှိခဲ့ကြောင်းသိရှိရပါတယ်။ PKR February လ14ရက်နေ့နနက်ပိုင်းတွင်လဲတော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်ထားတဲ့ဖလမ်မြို့နေဝေဘူလာမြို့ရှိရေးစခန်းနဲ့ထွေအုပ်ရုံတို့ကိုစစ်ကောင်စီတပ်ကတိုက်လေရင်ဖြင့်၃ချိန်တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်ရှင်။ မင်းလှမ်းမြို့နေတွင်စစ်ကောင်စီတပ်စစ်ကြောင်းတက်ခိုက်မှုတွင်စစ်တပ်စေဦးတေဆုံးပြီးလက်နက်ဆက်တလက်တင်စီရရှိထားတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ပခိုးတိုင်းမြလှမြို့နယ်စာချောင်ကျေးရွာတို့စစ်ကြောင်းထိုးလာသောအင်အား80ခန့်ပါစစ်ကောင်စီတပ်စစ်ကြောင်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဘက်ကဇေဦးတေဆုံးပြီးလက်နက်ဆက်တလက်တင်စီရရှိထားကြောင်းအရှုချင်းကကွေရီတပ် ACDF ကတရင်ထုတ်ပြန်ထားပါရယ် အပရလ28ရက်နေ့နာနက်9:30နာရီ30မိနစ်အချိန်တွင်မင်းလှမြုပ်နေစာချောင်းဂျေးရွာအတွင်းသို့ရောက်ရှိလာသောစစ်ကြောင်းဟာငမူးရိတ်ဂျေးရွာမှဇေယျမြောင်ဂျေးရွာသို့စစ်ကြောင်းထိုးလာစဉ်ကြက်ဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးနှစ်နာရီခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲဖြစ်ပွားစဉ်အတွင်းစစ်ကောင်စီတပ်ကတိုက်လေရင်နှစ်စီး MI-35 တပ်စီးဖြင့်လေကြောင်းပစ်ကိုတိုက်ခိုက်ပေးကြောင်း စစ်ပွဲဖြစ်ပွားပြီးနောက်တူလှန်ရေးတပ်ဖွဲ့များကစစ်သားအလောင်းစေလောင်းတနက်ဆက်တလက်60မမတလက် KM များနဲ့စစ်အုံဆောင်ပစ္စည်းများတင်စီရရှိခဲ့ကြောင်းအရှုချင်းကကွေရစ်တဲ့ ACDF ကဆိုပါရယ်အဆိုပါတိုက်ခိုက်မှုကို အရှုချင်းကကွေရစ်တဲ့ ACDF အပါအဝင်မြို့ဟာ22မှတက်ရင်3ခွန်3ရက်တဲ့383ရက်တဲ့383ရက်နဲ့383ရက်တုံးတို့ပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါရှင် တောင်ကုန်အခြေစိုက်စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုတရားခွင်မမရှော့တုံးရှစ်လုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့တဲ့ရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမရှင်။ ပခိုးတိုင်းတောင်ဝမြို့နယ်ခြေစိုက်အကြံဖက်စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုတရက်ခွန်မမရှို့တုံးရှစ်လုံးချင်းပြစ်ခတ်တက်ခိတ်ခဲ့ကြောင်းသိရှိရပါတယ်။ဒီကနေ့အပရလ30ရက်နေ့နာနဲ့တနာရီ38မိနစ်အချိန်ခန့်တွင်အကြံဖက်စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပါခအတွင်ကိုတရက်ခွန်မမရှို့တိတ်တုံးရှစ်လုံးချင်းအောင်မြင်စွာပြစ်ခတ်တက်ခိတ်နိုင်ခဲ့ကြောင်း Brave Warriors for Myanmar BWM အဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။ အကြံပေးစစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပါခါဟာပခိုတိုင်းနဲ့ကရင်ပြည်နယ်မြောက်ဘက်ချမ်းဒေသများနဲ့၎င်းတို့ထိစပ်နေသောနေရာဒေသများရှိတော်လှန်ရေးအင်အားစုများနဲ့အပြစ်မဲ့ပြည်သူများကိုရက်ဆက်စွာတပ်ဖြတ်နေသောစစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်များကိုအဓိကအမိန့်ပေးကွက်ကေရန်ခြေကုပ်ယူထားတဲ့အရေးပါသောတိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်ကြောင်းသိရှိရပါသည်။ ကြပြင်ငလှင်တိုင်းကြောင့်ဌာနဆိုင်ရာအဆောက်အုံများပြိုလေပျက်စီးသွားသောနေပြည်တော်စစ်ကောင်စီစစ်ရုံးချုပ်နှင့်နေပြည်တော်တိုင်းစစ်ဌာနချုပ်ရုံးတို့မှစစ်ကောင်စီအကြီးအကဲများတွားရောက်ရုံးထိုင်၍တတိုင်းပြည်လုံးကိုဒုက္ခပေးရန်အမိန်ပေးကွက်ကင်းနေသောစစ်ဌာနချုပ်ဖြစ်ပြီး BWM နဲ့မဟာမိတ်အဖွဲ့များကယခုကေတော့နှင်းနှင်းတိုက်ခိုက်ခြင်းဖြင့် BWM Mission 35ကိုပေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။အကြံဖက်စစ်ကောင်စီတည်းရဲ့ ဟင်းပန်းနှိမ့်ဆက်မှုကြောင့်ဗီတူများတလျှောက်လုံးခံစားကြုံတွေ့နေရသောမလုံခြုံမှုကိုစစ်ကောင်စီအကြီးအကဲများကိုယ်တိုင်ခံစားစေပြီးဘီးစရာမေးမရှိဖြစ်စေရန် Brave Warriors for Myanmar BWM အဖွဲ့ကတက်ခိုက်ရခြင်းဖြစ်ပြီးတက်ခိုက်မှုအတွင် အကြံပေးစစ်ကောင်စီရဲ့တပါခအတွင်မှထိခိုက်ဒေဆုံးမှုအခြေအနေကိုဆက်လက်ဆောင်ဆန်းလျက်ရှိပြီးထက်မှန်ထုတ်ပြန်သွားမည်ဖြစ်ကြောင်းလည်းသိရှိရပါသည် Brave Warriors for Myanmar BWM အဖွဲ့မှတာဝန်ရှိသူတို့က စစ်တပ်တွေဘက်ကတော့ကျွန်တော်တို့ဖြစ်ပြီးပြီးချင်းစစ်တောင်းမြကန်နာကစခန်းတွေထိကနေလက်နက်ငယ်တွေနဲ့ပြန်ပစ်ပါရယ်နောက်တနာရီကျော်လောက်ကြာတော့ လက်နက်ကြီးတွေနဲ့နှက်ချက်ပြန်ပစ်ပါတယ်။ဒါပေမဲ့ယခုနန်နဲ့ရဲဘော်တွေကတော့ဘေကင်းလုံချုံစွာဌာနေစခန်းအတီးတီးကိုပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါပြီ။နာပါတာစစ်ရုံပြုတ်သွားလို့နာပါတာစစ်ရုံကလူတွေတက်ထင်းလာထိုင်နေတယ်။တတိယလို့ဒီစရာမင်းမရှိဖြစ်စေဖို့ယခုလိုပြရချင်းဖြစ်ပါတယ်လို့ရန်ကုန်ခေတ်သစ်တရင်ဌာနတို့အတီးပြုတ်ပြောဆိုထားပါတယ်။အစိုးပါတက်ခိတ်မှုကို Brave Warriors for Myanmar BWM အဖွဲ့ရဲ့ ဥဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Force MKCDF Anticorp People's Liberation Force ACPLF တန်တောင်မြုပ်ပိုင်းအထူးဒေသအဖွဲ့တို့ကပူပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရှင်။တောင်တာတွင်နှစ်ရက်ဆက်တိုက်တပ်ပွဲဖြစ်ပွားပြီးစစ်သားအလောင်း၅လောင်းစစ်တုံးပန်း၂ဦးနဲ့အတူလက်နက်ခဲယမ်းများတင်စီရရှိထားတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ မန္လေးတိုင်းဒေသကြီးမင်းချံခရိုင်တောင်တာမြို့နယ်အတွင်းသို့ဝင်ရောက်လာသောစစ်တပ်စစ်ကြောင်းကိုနှစ်ရက်ဆက်တိုက်တိုက်ခိုက်ချွေမှုန်ခဲ့ရာစစ်သားအလောင်း၅လောင်းစစ်တုံးပန်း၂ဦးနဲ့အတူလက်နက်၂လက်တင်စီရရှိခဲ့ကြောင်းသိရှိရပါတယ်။အပရလ26ရက်နေ့ညောင်ဦးမြို့နယ် ငတယောင်မြုတ်နေအတွင်မှစစ်သားရေပြူစောချီများပူပေါင်းကအင်အားတရာကြိုခန့်ဖြင့်တောင်တာမြုတ်နေအနောက်ခြမ်းသို့စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီးအပရလ28ရက်နေ့နက်နက်ပိုင်းတွင်တတားရွာမှတောင်ခမောက်ကျေးရွာသို့စစ်ကြောင်းထိုးလာစဉ်တိုလန်ရေးပူပေါင်းတပ်ဖွဲ့မှလက်နက်ကြီးလက်နက်ငယ်များဖြင့်တိုက်ခိုက်ခဲ့ကြောင်းပကံဘလူးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောကြားထားပါသည်ပကံဘလူးတပ်ဖွဲ့တာဝန်ခံကိုစည်းက တတားကျေးရွာကနေတောင်ခမုတ်ဘက်ဝင်လာတဲ့အချိန်လမ်းမှာရှစ်ဘီကင်းတက်ဆိတ်တွေပြီးတက်ပွဲဖြစ်တာကတနာကြီးကြောကြောလောက်ကြာတယ်။လက်နက်ခေယံပြတ်သွားလို့ခဏပြန်ဆုတ်ပေးလိုက်ရပါမယ်။ကျွန်တော်တို့ပကံဘလူးတက်ရောက်လာတဲ့အချိန်မှာထပ်ပြီးတော့တိုက်တာ။နာယီဝက်ကြောကြောလောက်ကြာတယ်။လေချောင်းချစ်ကိုလာလို့ပြန်ဆုတ်ပေးလိုက်ရတယ်လို့ရန်ကုန်ခေတ်တရင်ဌာနတို့အတူပြုတ်ပြောကြားထားပါတယ်။တက်ခိုင်းမှုအတွင်အထိနာသွားသောအကျံဖက်စစ်တက်ကလေချောင်းချစ်ကိုခေါ်ကား မောင်ခမောက်ကျေးရွာအတွင် ဝင်ရောက်တက်ဆွဲပြီးပြည်သူနေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရပါတယ်။အပရလ28ရက်နေ့နံနက်ပိုင်းတွင်တောင်ခမောက်ကျေးရွာမှကြောက်ပရောင်းမြို့နေထောက်ရှာကျေးရွာသို့ထက်မှန်စစ်ကြောင်းထိုးလာစဉ်ထောက်ရှာပင်ကျေးရွာအနီးအရောက်ပြည်သူကကွေရေပူပေါင်းတပ်ဖွဲ့မှထက်မှန်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပြစ်ခတ်တိုက်ပွဲ၃နာရီခန့်ကြာမင်းခဲ့ကြောင်းအထိနာသွားသော အကြံဖက်စစ်တပ်ကလေကြောင်းပစ်ကို၆ကြိမ်ယူကာ ကစင့်ကလျားဖြင့်ငတရုံမျိုးဘက်သို့ဆောက်ခွာသွားကြောင်းသိရှိရပါသည်။နှစ်ရက်ဆက်တိုက်တပ်ပွဲအတွင်းရဲတကြအလောင်းအပါဝင်စစ်ကောင်စီတပ်သားအလောင်း၅လောင်း M22 အမျိုးအစားတနက်နှစ်လက် KM များနဲ့အတူစစ်တုံးပန်း၂ဦးအရှင်ဖမ်းမိခဲ့ကြောင်းဒါပြင်စစ်ကြောင်းအားဦးဆောင်သူရှစ်ကြောင်းမှုအပါဝင်စစ်သား၄၃ဦးထိခိုက်ဒဏ်ရာရရှိပြီးစစ်ကြောင်းမှုမှာ ဝေလောင်စေယုံတို့ပူဆောင်ကူတာခံထားရကြောင်းဆိုပါရယ်။ ်အဆိုပါတိုက်ခိုက်မှုကို ပကံဘလူးတပ်ဖွဲ့ပုတ်ပါ Production and Gorilla Force PPGF ညောင်ဦးခရိုင်တပ်ရင်းကမင်းချန်ခရိုင်တပ်ရင်း3ရန်ကြီးအောင် PDF ညောင်ဦးမြို့နယ်ပါကဖ21ပကံ PDF မုံမခါပြောက်ကြတဲ့တောင်ရင်သွေးတပ်ဖွဲ့ကလုံပြောက်ကြတဲ့ မန်ဘခိုင်ဗီတုကာကွေတပွေမြောင်ဦးခရိုင်ပါကဖဗီတုလက်မြုပ်ရေးတမတော် PLA အမှတ်၈၁၅တပွေအနောင်မြောက်စစ်ဒေသစကောပြန်တောင်တာပါကဖပုတ်ပါ PGF နဲ့နာပါတ904တရင်တို့ပူပေါင်းကတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါရဲ့ရှင်။ ရီစကျူမြို့နယ်ဗလာပါရွာကိုရွာလုံးကျွတ်မိရှုဖြစ်စီခဲ့သောစစ်တပ်စစ်ကြောင်းကိုနှစ်ရက်ဆက်တိုက်ကြဖြတ်တိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်သား20ကျော်တေဆုံးသွားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။မကွေတိုင်းရီစကျူမြို့နယ်ဗလာပါရွာကိုရွာလုံးကျွတ်မိရှုဖြစ်စီခဲ့သောအကြံဖက်စစ်တပ်စစ်ကြောင်းကိုနှစ်ရက်ဆက်တိုက်ကြဖြတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား20ကျော်တေဆုံးခဲ့ကြောင်းသိရှိရပါသည်။အပရလ20ရက်နေ့တွင်ပခုကူမြို့မှလာသောအကြံဖက်စစ်တပ်စစ်ကြောင်းနှင့် ရီစကျူဘက်မှလာသောအကြံဖက်စစ်တပ်စစ်ကြောင်းတို့ပူးပေါင်း၍အင်အား250ကျော်ဖြင့်ရီစကျူမြို့နေကျူရွာကျေးရွာဘက်ကိုနက်နက်၄နာရီအချိန်မှစ၍စစ်ကြောင်းထိုးဝင်လာခဲ့ကြောင်းနက်နက်၉နာရီအချိန်ခန့်တွင်ကျူရွာကျေးရွာမှမလာပကျေးရွာဘက်ကိုဆက်လက်စစ်ကြောင်းထိုးဝင်ရောက်လာစဉ်ရီစကျူတပ်ပေါင်းစုမှရဲဘော်များနဲ့မိနစ်20ခန့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲဖြစ်ပွားပြီးနောက်အကြံဖက်စစ်တပ်စစ်ကြောင်းသည် ကျူရွာကျေးရွာအတွင်းသို့ပြန်လည်ထွက်ပြေးသွားပြီးမွန်လွေ၁၂နာရီ၃၀မိနစ်အချိန်ခန့်တွင်ဒုတိယအကြိမ်ကျေးရွာအတွင်းမှထပ်မံထွက်လာစဉ်တိုက်ပွဲဖြစ်ပွားပြီး ချူရွာကျေးရွာတို့ထပ်မံထွက်ပြေးသွားကြောင်းရေးစကြူတက်ပေါင်းစုတရင်ပြန်ကြ ాయి တာဝန်ခံဇက်ဖြီကကပြောဆိုထားပါရယ်အပရလ22ရက်နေ့တွင်ချူရွာကျေးရွာအတွင်ရောက်ရှိနေသောအကြံဖက်စစ်တပ်စစ်ကြောင်းဟာမလာဘကျေးရွာဘက်သို့အင်အားအလုံးရင်ဖြင့်ထပ်မံစစ်ကြောင်းထိုးလာသောကြောင့်ရေးစကြူတက်ပေါင်းစုမှဦးဆောင်၍မဟာမိတ်ညီနောင်အဖွဲ့များနဲ့ထဏာရေးကြားတိုက်ပွဲဖြစ်ပွားခဲ့ရာအကြံဖက်စစ်ကောင်စီတပ်သား20ကျော်တေဆုံးပြီး30ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တိုက်ပွဲဖြစ်ပွားပြီးနောက်တေဆုံသွားသောအကြံဖက်စစ်ကောင်စီတပ်သားမသားအလောင်းမြောက်ကို ပခုကိုဘက်သို့တုံးပင်းဖြင့်ပြန်ခိုးတည်သွားကြောင်းသိရှိရပါသည်။ရီစကျူးတပ်ပေါင်းစုတရင်ပြန်ကြားရေးတာဝန်ခံ ZPK ကတိုက်ပွဲအတွင်းမှာစစ်ခွဲတွေကအင်အားအလုံးရင်းနဲ့ မေပင်ရောဝေဟင်ရောပါထူးစစ်စင်တက်ခဲလို့ကျွန်တော်တို့တိုလှန်ရေးရဲဘော်တွေစုတ်ခွာပေးလိုက်ရတာပါလို့ရန်ကုန်ခေတ္တတရင်ဌာနတို့အကြည့်ပြုပြောဆိုထားပါတယ်။အဆိုပါတက်ခဲမှုကိုရေးစကြိုတက်ပေါင်းစုပခုတ်ကူခရိုင်တရင်နှင့်30ရေစကျူမြို့နေပြီးတုလုံးချုံရဲ့အဖွဲပါလာဖပခုကူမြို့နေပြီးတုကကွေရဲ့အဖွဲပါကဖရေစကျူမြို့နေပြီးတုကကွေရဲ့အဖွဲပါကဖကမ္မတပ်ပေါင်းစု နေစည်းမချာပြီးသူကကိုရေးတဖွဲ့အမေလက်ယုံပျောက်ကြားတဲ့တောင်ကြီးနောင်နဲ့ Wolf Brothers Burma Revolution Ranger တို့ကပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းတိုက်ပွဲအတွင်းရေစကြိုတပ်ပေါင်းစုမှရဲဘော်တို့ဦးမြင့်မြတ်စွာကြဆုံးခဲ့ပြီး၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းအဆိုပါအကြံဖက်စစ်တပ်စစ်ကြောင်းဟာမလာဘကျေးရွာကိုရွာလုံးကျွတ်မိရှုဖျက်ဆီးခဲ့ပြီး April 22ရက်နေ့တွင်ပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရပါရှင်။ လောင်လုံးမြို့ပေါ်တွင်လူငယ်များကိုပေါ်တာဆွေဖမ်းဆီးရန်လာတဲ့စစ်ကောင်စီတပ်သားများကို RPG ဖြင့်ပြစ်ခတ်တိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်သား၄ဦးသေဆုံးသွားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။တနင်္သာရီတိုင်းလောင်လုံးမြို့ပေါ်တွင်လူငယ်များကိုပေါ်တာဆွေဖမ်းဆီးရန်လာတဲ့အကြံဖက်စစ်ကောင်စီတပ်သားများကို RPG ဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား၄ဦးသေဆုံးသွားခဲ့ကြောင်းသိရှိရပါတယ်။ အပရလ28ရက်နေ့မွန်လွဲတနာရီအချိန်ခန့်တွင်လောင်လုံးမြို့ပေါ်ရှိလူငယ်များကိုဗိုတာဆွေဖန်ဆီးရန်လာတဲ့ပြူစောကြီးကောင်းဆောင်မင်းသိန်းရဲ့တာဖြစ်သူနဲ့စစ်ကောင်စီတပ်သားများလိုက်ပါလာသောကားကိုတိုးလှန်ရေးတပ်ဖွဲ့များက လောင်လုံးမြို့ပေါ်အာထကကျောင်းရှိတွင် RPG ဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာပြူစောကြီးများနဲ့စစ်ကောင်စီတပ်သားများလိုက်ပါလာသောကားကို RPG ထိမှန်ပြီးလက်တိုင်ကိုဝင်တိုက်ကတကားလုံး ပြက်စီးသွားခဲ့ကြောင်းဒါအပြင်အပြန်အလှန်ပြစ်ခတ်မှုများလေးဖြစ်ပွားခဲ့ပြီးအကြံဖက်စစ်ကောင်စီတပ်သား၄ဦးသေဆုံးသွားခဲ့ကြောင်းလောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲရူကပြောဆိုထားပါတယ်။လောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲရူကကားကပြူစောကြီးကောင်းဆောင်မြင်းသိမ်းစီတဲ့ကားကြည့်တဲ့အချိန်ကကားပေါ်မှာမြင်သိမ့်ပါမလားပဲတူသားနဲ့အဖွဲပါလာပါတယ် အကုန်လုံး၄កောင်တည်တယ်လို့ဒီရတယ်လမ်းပေါ်မှာတော့၃កောင်ဖောက်နေတယ်တကောင်တော့ ချစ်တောက်မှာထိပြီးလွတ်သွားတယ်။ကားကတော့ကားနောက်ပိုင်း RPG နဲ့ထုခံရပြီးဒက်တိုင်ကိုဝင်တိုက်ပြီးတော့ဒက်တိုင်ကျိုးကျပြီးပြီးနေတယ်။ကားလေးတုံးစားလို့မရတော့ဘူး။အငိတ်မိသွားပုံရတယ်။ကျွန်တော်တို့ဘက်ကလည်းအထီးခက်မရှိပြန်လေဆုတ်ခွာနိုင်ခဲ့တယ်လို့ရန်ကုန်ခက်တဲ့တရင်ဌာနတို့အတည်ပြုပြောဆိုထားပါတယ်။သူတို့တိုက်ခိုက်မှုဖြစ်ပွားနေချိန်အတွင်းဆန်းလှမ်းရွာအနောက်ဘက်ပြင်လေးမှ905စစ်တင်ပေါ်တစည်းဒီလဲ ဆန်လှန့်ရွာကမ်းဖက်ကိုကတ်လာကြောင်းလောင်းလုံးရေးစခန်းနဲ့ဆာယာဖာယုံမှာအကြံဖက်စစ်ကောင်စီတပ်သားများကလည်းလက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့တော့ကြောင်းမြို့ပေါ်ရှိပြည်သူပိုင်နေအိမ်များပေါ်ကြားရောက်ပောက်ကွဲခဲ့ပြီးနေအိမ်သုံးလုံးခေါင်မိုးထိမှန်ကပြည်သူများထိခိုက်မှုမရှိကြောင်းသိရှိရပါတယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ဒီလောက်နဲ့ပဲရနာတော့ပါမယ်ရှင်။ ချလင်းချန်တဲ့တရင်စီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းမင်္ဂလာပေါင်းနဲ့ခိုင်ရောင်းနိုင်ကြပါစေရှင်